နော်ကဲကျွန်တော်ကြည့်လိုက်အောင်ဒီမှာနော်အစက်ကလေး30ချက်လားဒီ9ထိပ်စီရဲ့အဲ့ဟာ9နောက်ပိတ်ရဲ့အောက်တပင်ကျော်က6ထိပ်စီရဲ့သူ့ရဲ့ဆောင်းက8ခါရဲ့968ပေါ့ဗျာနော်968သုံးလုံးပေါင်းရင်ဒီ9လို့ထည့်တာပေါ့ဗျာနော်9လို့ထည့်တာ968သုံးလုံးပေါင်းရင်9တဲ့ဒါဆိုကျွန်တော်တို့အပ်ပုံစံတိုင်းလေးကျွန်တော်ကြည့်လိုက်ရအောင်6နောက်ပိတ်အောက်ကတပွဲကျော်က9ထိပ်စီ တူဆောင်က6ခါ568ပဲပေါ့ဗျာနော်568ဆိုတော့သုံးလုံးပေါင်းကြီးကိုလည်းကျွန်တော်9ပဲထည့်ထားလိုက်တယ်9ပဲထည့်ထားလိုက်တယ်ပေါ့ဗျာနော်ဒါဆိုရင်တော့ကြည့်လိုက်ရအောင်အဲ့တူတိုင်းမြောက်တပွဲထပ်ကြော်လိုက်တော့7နောက်ပိတ်7နောက်ပိတ်9ထိပ်စီဟုတ်ပါ7နောက်ပိတ်6ထိပ်စီ9ခါ665ပဲเนาะသူက665 665ဆိုတော့အုံလုံးပေါင်းကြီးရလေ ကိုးလို့ပဲကျွန်တော်ထည့်ထားလိုက်တယ်ကိုးလို့ပဲထည့်ထားကိုးလေးပဲဗျာနော်ဟုတ်မင်္ဂလာပါဗျအဲ့လိုကိုးလေးပဲထည့်ထားတယ်တဲ့ဒါဆိုရင်ကျွန်တော်ကတဘောထက်ကြော်လိုက်တော့၃ညနောက်ပိတ်၃ညနောက်ပိတ်ကဲအောက်တဘောကျော်က၅ထက်စီရဲ့သူ့ရဲ့ဇောင်းက၄ခါရဲ့ဒီကိုးဆိုပြီးတော့အလိုမျိုးထည့်ထားတယ်ဗျာနော်ဒီကိုးဇလန်းနဲ့လွတ်လွတ်အောင်ကျွန်တော်တို့ဒီ ကိုးလေးပြားတွေရိုက်မှာပေါ့ဗျာနော်ကိုးလေးပြားနဲ့ရောအလုပ်လုပ်လိုက်ရအောင်ဒီဇလန်းကိုပြန်စလိုက်ရအောင်5 6 8ဆိုတော့သုံးလုံးပေါင်းရင်ကို6လို့သူထည့်သွားတယ်ပေါ့ဗျာနော်6 5 8ဆိုတော့သုံးလုံးပေါင်းရင်ကို6လို့သူထည့်သွားတယ်ပေါ့ဗျာနော်6 6 5ဆိုတော့သုံးလုံးပေါင်းရင်ကိုလည်း6လို့ပဲထည့်သွားတယ်ပေါ့ဗျာနော်3 5 4လေးဆိုတော့သုံးလုံးပေါင်းရင်ကိုလည်း6လို့ပဲထည့်သွားတယ်ပေါ့နော်ဒီ6ဇလန်းနဲ့ကျွန်တော်တို့လေလုံးလုံးလောက်အောင်6ဇလန်းကို အတက်လွတ်လိုက်ကြရအောင်မကြည့်ပွဲလေးပေါ့ကြာနော်ပြီးခဲ့ပဲဝုန်းတဲ့ကနန်းကိုပြန်ပြနေအောင်ဖြစ်တယ်ဝုန်းကနန်းကိုပြန်ပြမှာဖြစ်တယ်ပေါ့ကြာနော်အဲ့တော့အဲ့ဒီကိုးလေးကိုကျွန်တော်ကနန်းမထည့်ပဲနဲ့ဟိုကနေနဲ့အပီးရိုက်ချင်တာပေါ့နော်ကနန်းကိုလုံးဝကနန်းထည့်မပြဘဲနဲ့ရိုက်ပြအောင်မယ်အဲ့ကိုးလေးကိုဘယ်လိုရိုက်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင်အကူလေးပြအလုံးလုံးထားပြီပေါ့ဗျာနော်လောလောလောအလုံးလုံးထားပြီကိုလေးပြဒီဇလန်းနဲ့ပဲကျွန်တော်ကရိုက်ကြည့်လိုက်အောင်ဆိုတော့ ဒီမှာရှိတယ်နောက်ပေါင်း9တဲ့เนาะနောက်ပေါင်း9ကသူ့ရဲ့အောက်ကရှေးပေါင်း၄နဲ့ပေါင်းလိုက်တဲ့အချိန်မှာကျောင်းကိုတပြားထည့်ပြီနောက်ကိုတပြားထည့်လိုက်ပြီဟုတ်ပြီเนาะစိုက်ကရမ်းမြင်တယ်ဆိုတော့ကျွန်တော်စကားပြောနေအဲ့တော့တဲ့ဒီမှာရှိတာကနောက်ပေါင်း6တဲ့နောက်ပေါင်း6ကလည်းသူ့ရဲ့အောက်ကရှေးပေါင်း၃နဲ့ပေါင်းလိုက်လွယ်လွယ်လေးပဲအများကြီးချက်တယ်မလို့ပေါ့လေနော်နည်းနည်းလေးပဲ ကိုလိုပဲထည့်တာလေကိုရင်းနဲ့သူပြန်ထည့်တာပေါ့ဗျာနော်အဲ့တော့တတိယတက္ကနီနဲ့ကဒီမှာရှိနေတာကနောက်ပေါင်းခွန်နဲ့အဲ့ဒီနောက်ပေါင်းခွန်ကလည်းသူ့ရဲ့အောက်ကဒီရှေပေါင်းနှင်းနဲ့ပေါင်းလိုက်အဲကိုပဲဗျာနော်ကိုပဲကိုလေးတွေပဲထည့်သွားတာဖြစ်တယ်ကျွန်တော်ကြည့်လိုက်ရအောင်မင်္ဂလာပါဆရာသည်မလဲယောဒီညှော်တိုက်နေဘယ်လိုညှော်တိုက်နေအဲ့တော့တဲ့နော် တော့ဒီမှာဒီနောက်ပေါင်း30တဲ့နောက်ပေါင်း30ရာလဲသူ့ရဲ့အောက်မှာကျော်ရှေးပေါင်း9နဲ့မှာ9ထင်မှာပေါ့ဗျာနော်9ထင်မှာဒါ9ရင်းနဲ့ပဲလွတ်လုံမှာဖြစ်တော့တယ်9ရင်းနဲ့ပေါ့ဗျာနော်ဒီ9 6 8ဆိုတဲ့3လုံး9ထည့်လိုက်ပြီဆိုတာနဲ့အဲ့ဒီနောက်ပေါင်း9နဲ့ရှေးပေါင်း4နဲ့ကို9လို့ပြန်ထည့်သွားတယ်6 5 8 9ကိုလို့ထည့်လိုက်ပြီဆိုတာနဲ့အဲ့ဒီနောက်ပေါင်း6နဲ့အောက်ကရှေးပေါင်း3နဲ့ကို9လို့ပဲထည့်တယ်ပေါ့ဗျာနော်နောက်တစ်ခါ 865လို့ကိုးလို့ထည့်လိုက်ပြီဆိုတာနဲ့အဲ့ဒီနောက်ပေါင်းခွန်နဲ့သူ့အောက်ကရှေးပေါင်းနှစ်နဲ့ကိုလည်းကိုးလို့ပဲထည့်တယ်။ဟောအများကြီးဝေးဝေးလန်းလန်းရှာကြမလို့ဘူးဗျာနော်ဒီနားလေးတင်ထည့်သွားတာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ရဲ့ရောက်ကက်က395လေးလို့သူကိုးလို့ထည့်ထားပြီ။ကိုးလို့ထည့်ထားပြီဆိုတဲ့အတွက်ဒီကနောက်ပေါင်းနောက်ပေါင်း30နဲ့ကျွန်တော်ရှေးပေါင်း6နဲ့မှာကိုးလို့ရမှာရှေးပေါင်းကိုနော်ခဏန်းကိုမထည့်သေးဘူးကျွန်တော်ကခဏန်းကိုထည့်မပြဘူးဗျာနော် အဲ့လိုမျိုးကိုးတန်တယ်ပဲကျွန်တော်ရိုက်မှာဖြစ်တယ်အဲ့လိုကိုးတန်တယ်ရိုက်မယ်ဆိုရင်ဒါလိုရှေးပေါင်းကိုရပါပြီဗျာနော်အဲ့ဒီအချိန်မှာတဲ့နော်ဒီနားမှာထောင်ထားတဲ့ခါရောင်းနှလုံးက30တဲ့နော်အဲ့ဒီခါရောင်းနှလုံး30ကသူ့ရဲ့ဇောင်းကဒီနောက်ပေါင်းကိုးနဲ့ပေါင်းလိုက်တော့လေကိုးလို့ပဲသူထည့်သွားတယ်နော်ကိုးလို့ပဲထည့်သွားတာဖြစ်တယ်အဲ့ဆိုရင်ဒီမှာရှိတာကခါရောင်းနှလုံး30ပဲအဲ့30ကလည်းသူ့ရဲ့ဇောင်းကဒီနောက်ပေါင်းကိုးနဲ့ကို ိုးလိုပဲသူတလုံးထက်ထည်တယ်နော်ကိုးလိုပဲသူတလုံးထက်ထည်သွားတာဖြစ်တယ်တဲ့ဒါဆိုရင်ဒီမှာရှိနေတာကခါတော့နှလုံးက၈တဲ့အဲဒီ၈ကလည်းသူ့ရဲ့ဇောင်းကနောက်ပေါင်း၁နဲ့ကိုကိုးလိုပဲသူထည့်သွားတယ်နော်ကိုးလိုပဲထည့်သွားတယ်အဝေးဝေးလန်လန်ရှားရှားမလို့ဘောကြာနော်ဒီနားလေးမှလည်းထည့်သွားတာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာကခါတော့နှလုံးက၁၀တဲ့ဒီခါတော့နှလုံး၁၀ကဒီမှာနောက်ပေါင်း၉နဲ့ထည့်မှာကိုးဆိုတဲ့တပြားရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကျွန်တော်က ဇလန်းပြီးွားရေရှေပေါင်းကိုနောက်ပေါင်းကိုပေါ့ဗျာနော်ကိုးတွေနဲ့ပဲရဲတော့မှာဖြစ်တယ်ဗျာနော်ရှေပေါင်းကိုနောက်ပေါင်းကိုဆိုတော့အခွာလိုက်ပေါ့ဗျာနော်စက်ွက်ရှိမှာပေါ့နောက်ပေါင်းငါးနဲ့ရှေပေါင်းလေးနဲ့ကိုးလို့ထည့်လိုက်တယ်လို့ပဲဒီကခါတော့နှလုံး30နဲ့နောက်ပေါင်းကိုနဲ့ကိုးလို့ထည့်တယ်နော်နောက်ပေါင်း6နဲ့ရှေ့ပေါင်း3နဲ့9လို့ထည့်လိုက်တယ်လို့ပဲခါရုံနှလုံး30နဲ့နောက်ပေါင်း9နဲ့9လို့ထည့်တယ်ပေါ့ဗျာနော်။အားကျေးဇူးပါဆရာကိုတင်။ဒါတော့ခါမပေါဘူးဖြစ်နေတယ်။ အဲ့လိုဖြစ်နေတယ်အဲ့တော့လေเนาะကျွန်တော်တို့ကဒီနောက်ပေါင်း9နဲ့ရှေ့ပေါင်း2နဲ့6လို့ထည့်လိုက်တဲ့ချိန်မှာဒီ current နှလုံး8နဲ့နောက်ပေါင်း1နဲ့6လို့ပဲထည့်တယ်เนาะအဲ့တော့ကျွန်တော်တို့ဒီနောက်ပေါင်း10နဲ့ရှေ့ပေါင်း9နဲ့ဒီ6လို့ထည့်လိုက်မယ်6လို့ထည့်လိုက်တဲ့ချိန်မှာဒီ current နှလုံး10နဲ့နောက်ပေါင်း9နဲ့ဒီ6ဆိုတော့ကျွန်တော်ရှေ့ပေါင်း9နောက်ပေါင်း9ပေါ့ဗျာเนาะဆက်ကွဲရမယ်ပေါ့ရှေ့ပေါင်း9နဲ့နောက်ပေါင်း9နဲ့ဒါကဏ္ဍမထည့်ရသေးဘူးပေါ့ဗျာเนาะအဲ့တော့ဆက်ကွဲရိုက်မယ့်ချိန်မှာကျွန်တော်ကသူ့ကို တဘောတက်ဖြုတ်လိုက်မယ်ဗျာနော်ကနန်းကိုမထည့်ဘဲနဲ့တခါလေးအပီးရလိုက်တော့မယ်အဲ့တော့တဲ့ဘာဘာလဲဆိုတော့ဒါလေးကိုယူရမယ်ဗျာနော်ဒီဒီ၃ညခါကိုယူရမယ်တဲ့နော်ဒီ၃ညခါကိုယူရမယ်၃ညခါကသူ့ရဲ့ဇောင်းကဒီ grade 8နဲ့ပေါင်းလိုက်ရင်8အဲ့ဒီ8ကသူ့ရဲ့ဇောင်းကဒီ grade 10နဲ့ပေါင်းလိုက်ရင်9ဆိုတော့ ိုးအတန်သုံးချက်နဲ့ပဲကနန်းလုံးဝမထင်ဘူးနဲ့တဘောတဲ့သူရိုက်သွားပြီပေါ့ဗျာနော်ဒါတဘောတဲ့ရိုက်သွားပြီဖြစ်တယ်ဒါဆိုရင်ဒုတိယတကယ်ကိုကြည့်လိုက်အောင်ဒုတိယတကယ်ကလည်းတပင်ကျုံလိုက်တော့ဒီတုံညာခါကိုယူရမယ်ဒီတုံညာခါကလည်းသူ့ရဲ့ဇောင်းကဗရိတ်ခွန်နဲ့ပေါင်းလိုက်ခွန်နဲ့နော်အဲ့ဒီခွန်ကလည်းသူဒီဇောင်းကဗရိတ်နှစ်နဲ့ပေါင်းလိုက်ခါတစ်လုံးနဲ့ဗရိတ်နှစ်ခုနဲ့ပေါင်းလိုက်တာပေါ့ဗျာနော်အဲ့ဒါကိုးဆိုတဲ့အတန်နဲ့ဒါတဘောတဲ့ဖြစ်သွားပြီပေါ့ဗျာနော်ဒါကနန်းထည့်စရာတော့မလိုဘူးတဘောတဲ့ဖြစ်သွားပြီဖြစ်တယ် ။ဒါကိုကနန်းစစ်ကြည့်လိုက်တည်တာပေါ့ဗျာနော်။ရှေးပေါင်းနောက်ပေါင်းနဲ့ပရိကြပြီဆိုတော့တကွက်သေးပဲရှိတယ်ပေါ့။အဲတော့တတိယလိုင်းနေနေရလဲဒီမှာခွန်ခါ။ဒီခွန်ခါကလည်းသူ့ရဲ့ဇောင်းကဒီပရိရှင်းနဲ့ပေါင်းလိုက်မယ်ဆိုရင်9ဖြစ်နေ။အဲ့ဒီ9နဲ့ဒီဇောင်းကဒီပရိ4နဲ့ပေါင်းလိုက်မယ်ဆိုရင်ခွန်14ဆိုတဲ့အကောင်ကလည်း6လိုပဲထည့်လိုက်တယ်เนาะ6တွေကြီးပဲထည့်သွားတာဖြစ်တယ်။ဟိုက6နဲ့တဘောလေးရိုက်သွားတာဖြစ်တယ်။အဲ့တော့ရောဒီမှာရှိနေတာက3ခါတဲ့เนาะ အဲ့ဒီသုံးခါကသူ့ရဲ့ဆောင်းကဗရိတ်ငားနဲ့ပေါင်းလိုက်မယ်ဆိုရင်ရှစ်တယ်ရှစ်ဖြစ်နေပြီအဲ့ဒီရှစ်ကဒီမှာကျောဗရိတ်1နဲ့ပေါင်းမှာ6ဖြစ်မှာဗရိတ်1နဲ့ပေါင်းမှာ6ဖြစ်မှာရှစ်ပေါင်း6နောက်ပေါင်း6ဗရိတ်1ဆိုတာတကွက်တစ်ပဲရှိတယ်ပေါ့ဗျာနော်ရှစ်နှလုံးပေါင်းခြင်း6နောက်နှလုံးပေါင်းခြင်း6ဗရိတ်က1ဆိုတော့တပေါက်သေးပါပဲပြီးခဲ့ကြပြဝုန်းနဲ့ကနန်းပါပဲပေါ့နော်1 9 1 မကြည်ပေါ်လေးပေါ့နော်မကြည်ပေါ်လေးပြင်ပြပြီခဏခဏတာကတနန်းဟိုကမထည့်ဘဲနဲ့ပြပြလိုက်တာပေါ့ဗျာနော်ကိုးရည်နဲ့ပဲပြပြလာတာဖြစ်တယ်ကိုးနဲ့အပြီးကြိုက်သွားတာပေါ့ဗျာနော်ဒီနောက်ပေါင်းကားနဲ့ရှေ့ပေါင်းလေးနဲ့ကိုးတယ်ဒီခါတော့နှလုံး30နဲ့နောက်ပေါင်းကိုးနဲ့ကိုးတယ်တုံညာခါရဲ့ဒီပရိရှိကပရိတိကကိုးတယ်ပေါ့ဗျာနော်ကိုးအတန်နဲ့ပဲနှစ်နှစ်ခွန်သူတဘောတည်းဖြစ်သွားတယ်အစားနော်နှစ်နှစ်ခွန်နဲ့စပြီနှစ်နှစ်နှစ်ခွန်နဲ့ဆုံးပါဦးကဲအဲ့လိုလေးရွေးထားရပါဒါကနန်းရဲ့ တလုံးချင်းစီရဲ့ဟိုဟာကိုထည့်မပြဘူးပေါ့နော်ဒီအတန်လေးနဲ့ပဲထိုးလို့ကောင်းပါလေနော်အင်းအဲဒါဒုတိယတကယ်ကလည်းနောက်ပေါင်း6နဲ့8ပေါင်း3နဲ့ဒီ9တယ်ဒီခါတော့နှလုံး30နဲ့နောက်ပေါင်း9နဲ့ဒီ9တယ်၃ညခါရဲ့ပရိခွန်ရဲ့ပရိနှစ်ကဲ၃ညခွန်နှစ်ဒီ9တယ်9 3ချင်းနဲ့၃တညကိုသူတဘောတည်းဖြုတ်တယ်ပေါ့ဗျာနော်အဲဒါတတိယတကယ်နေနဲ့ကတတိယတကယ်နေနဲ့ကနောက်ပေါင်း9နဲ့8ပေါင်း2နဲ့9တယ် ခါရောင်နှလုံး၈နဲ့နောက်ပေါင်း၁နဲ့၉တယ်ခွန်ခါပရိ၈ပရိ၄ဒီ၉တယ်ဆိုတော့ဒါဆိုရင်၉၃ချက်နဲ့ပဲ၃၉နှစ်ကိုတဘောလေးဖြုတ်တယ်เนาะအဲ့တော့နောက်ပေါင်း၁၀နဲ့ရှေ့ပေါင်း၉နဲ့ဒီ၉ပြီเนาะခါရောင်နှလုံး၁၀နဲ့နောက်ပေါင်း၉နဲ့ဒီ၉ပြီ၃ခါပရိ၅ပရိ၁မှာ၉မှာเนาะရှေ့ပေါင်း၉နောက်ပေါင်း၉ပရိ၁ဆိုတာကနန်းကဒီတခွက်တည်းပဲရှိတယ်ပေါ့ဗျာเนาะထည့်စရာအဲ့တခွက်ပဲရှိတယ် ကနန်းတလုံးချင်းစီရဲ့တံပိုးထက်မပြရသေးဘူးဒါကိုယ်အတန်တီးတန်နဲ့ပဲကိုးနဲ့ယူပဲဒါမှကိုးလေးနဲ့ယူပဲရိုက်ရိုက်ရိုက်ပြပေးလိုက်တာပေါ့ဗျာနော်ကဲကိုးနဲ့ကျွန်တော်ရဲ့တိုက်ခွက်ကတော့တည်တယ်မှာအလုံးနက်ခက်ဒီပါဝါနဲ့လှည့်ပြီးခြားတာဆိုတော့နော်တလုံးတော့ထက်ပြပေးလိုက်ကောင်းမှာတကယ်တော့ကနန်းကိုမထည့်ပဲကနန်းမထည့်ပဲနဲ့ဟိုအပြစ်နေဦးမှာဒါကနန်းထည့်ကြရမလို့ပါဘူးဗျာနော်သူ့နေရာနဲ့သူအလုံးကိုထည့်ပြကြရမလို့ပါဘူးသူ့အတန်နဲ့ရင်သူပြီးသွားပြီဖြစ်တယ်အဲဒါလေးကပထမဆုံးလိုက်နေနေပေါ့ဗျာနော် ဒီကားတွေဆိုလည်းအများကြီးပဲရှိကြတော့ဗျာနော်အဲ့တော့ဒါလေးကနှောက်နှောက်လိုက်မှပြတာကောင်းပါပြီဗျာနော်ဟောစေကိုတီးတန်းနဲ့ပြကျင်တာဖြစ်တဲ့အတွက်ကိုတီးတန်းနဲ့ပဲဗောနော်ကိုတီးတန်းနဲ့ပဲကနန်းကိုတလုံးမဝင်ဟိုဟာမလုပ်ဘဲနဲ့၆ပေရောပညာရှိတဲ့ဆရာအားကျေးဇူးပါဆရာကိုတေးဒီကနန်းကိုဟိုဟာဖြစ်နေတာဒီကနန်းကိုတော့ ပြီးခဲ့ပါလေတီးထဲတာဆိုပြန်ကြလိမ့်ပဲသူတော့ဘလို့မှမပေါက်တော့ပြန်ကြရှိရဆိုတော့အမေဒါလေးတောင်ကောင်းအောင်ဒါလေးတကွာကျေးဇူးပါဆရာကြီးကိုတဲ့ကျွန်တော်ကလည်းဒီ Facebook တိုင်းကြီးကမကောင်းတော့မတော့ရတဲ့ကြားနေပြီဆိုတော့မတွေ့တော့ဖြစ်နေဆရာကြီးရစာဘွားလုံးနဲ့တော့မတွေ့တော့အဲ့လိုဖြစ်ကဲအားလုံးကံကောင်းပါစေဗျာနော်ကျွန်တော်လည်း like အဆုံးသက်ပါပြီအားလုံးဒီ73ချိန်အတွက်ပေါ့နော်ဒါလက်ဆောင်2ခွန်2ဆိုတော့ပထမဆုံး like လေးနဲ့ကျွန်တော် ဟိုနှုတ်ချက်လိုက်တာပါဗျာနော်ကဲအားလုံးတက်တာ